နေဝင်ပြီဒီနေ့ရပဲနေဝင်စောသလားမပြောတတ်ဘူးအစိုးကြီးကိုမှောင်ကြနေတာရွာသားတွေအားလုံးကလည်းရွာဝင်ဝအောင်တမစီရီရောက်နေကြလို့တရွာလုံးမှောင်ညို့ပြီးတိတ်ဆိတ်နေတော့တာဖះရှိမှငုတ်တုတ်ထိုင်နေကြတဲ့ရွာသားတွေကလည်းအသံတော်မထွက်ဘူးဇီရီကိုပဲမမိတ်မတုံစိုက်ကြည့်နေကြတယ်ဘယ်အချိန်မှရောင်တီတော်ပွင့်မလဲလို့တကြီးကိုယ်တိုင်းအောင်အရှိဆုံးမှခြိုင်ပြီးကြရပြလေးရက်ကရက်ကနေဇီရီကိုပဲစိုက်ကြည့်နေတယ် သူခမရလဲရေတောက်တာများလို့ဘိုက်ကြီးကယ်နေတော့အပေါ်ပါထသွားခြင်းနေပြီလို့ပေတဲ့သူအပေါ်သွားတဲ့အချိန်ဆိုဖေရရောင်းပြီးတော့ပွင့်သွားမှဆိုလို့ထမသွားဘူးဒီတိုင်းပဲပေပြီးအောင်ထားတယ်စောသေးလို့ထင်တယ်ရောင်းကြည့်တော့ပွင့်မလာသေးဘူးရာဇမတ်ကားတွေကမင်းသားနဲ့ဆရာကြီးကလည်းဘာရီမန်းမုံနေတယ်ရဲမသိဘူးအဇံတွေစူးစူးညင်ညင်နဲ့တွွှင်ချွင်တွွှန့်ချွန့်ကြားနေရတယ်တကတကများထခုံလိုက်ကြလားအောင့်မက်ရတယ်ရေကြီးတွေတဖွာဖွာလွင့်ထွက်လာကြတယ် ။ဒါပေမဲ့ရောင်စီတော်ကမပွင့်သေးဘူး။ညနေပြီ။တကောင်ရန်ချင်းရောက်လို့ပြီ။ရောင်စီတော်ပွင့်တော့မှမို့ရွာသားတွေတုတ်တုတ်တောင်းမလို့ဘူး။ရုပ်စွာအစုံမျက်တောင်တောင်မခတ်ဘူး။ဖះရောင်စီတော်ပွင့်ရင်မမြင်လိုက်ရမှာစိုးလို့။တကြီးတောင်မှဗရားပြကိုဆက်မရက်တော့ဇေဒီကိုပဲစိုက်ကြည့်နေတော့တာ။သူ့ခမားလဲဆက်မရက်နိုင်တော့ဘူးလေ။ပြရက်လိုက်ရေးတော့လိုက်ဆိုတော့ဘိုက်ကလည်းအတော်ကဲနေပြီစီးရလည်းသွားကျင်နေပြီရင်းငက်တာကလည်းပြောမနေနဲ့တော့ ါဇက်ထဲကိုငန်းကြီးငန်းကြီးနဲ့မအားကောင်းမှချောင်းနေပြီ။ဒါပေမဲ့လုံးဝမထောက်ဘူး။ရောင်ကြီးတော့ပို့ရင်မမြင်လိုက်ရမှာစို့လို့။ရာသမက်ကတည်းကတချွန်ချွန်တချွန်ချွန်အတန်နဲ့ရုပ်ကြီးငိန်ကျသွားတယ်။အဲ့ဒီအတန်တွေလည်းငိန်ကျသွားရောပဝင်းကျင်တခုလုံး၆ချားလောက်အောင်တိတ်ဆိတ်သွားတယ်။ဟဲဒေါ်မြိုင်ရဲ့အာမေရိတ်တန်အားလုံးကောင်းထောင်ပြီးဗီဒီယိုကြည့်ကြတယ်။ဘာများထူးကြပြီလဲပေါ့။ဘာမှမထူးကြဘူး။ အရင်အတိုင်းပဲမှောင်နေတော့ဒါကြောင့်အလုံးဒေါ်မြတ်ကိုဝေးကြည့်ကြတယ်ဒေါ်မြတ်ကသွားလေးပြဲပြီးဘာမှမဟုတ်ဘူးဈေးကွက်များဖြတ်ပြန်သွားသလားလို့အလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်ပြီးတော့ဇေဒီယိုပဲမဲမဲမတုံပြန်ကြည့်နေကြတယ်တကြီးတယောက်ကမျက်မှောင်ကျုပ်လိုက်စဉ်းစားလိုက်ဖြစ်နေတယ်ရာဇမတ်ထဲကအတန်တွေဘာလို့တိတ်သွားကြတယ်လဲပေါ့သူ့စိတ်ထဲမှာလည်းတန်တရားဖြစ်သွားပုံရတယ်ဒါပေမဲ့မထရဲဘူး တကယ်ဖ ያ ရောင်ကြီးတော့ပွင့်လိုက်ရင်မမြင်လိုက်ရမှာဆိုလို့အဲ့ဒီအချိန်မှာပဲကျဲလောင်တဲ့အတန်ကတကြီးတကြီးပြို့တကြီးအော်တန်ကြားလို့လဲ့ကြည့်လိုက်ကြတော့ဘလူဘလူရေးကြီးတုတ်ပြားနဲ့ပြေးချလာတဲ့သူ့ကိုမှလည်းချွေးတွေရွှဲနေလို့ဘလူကိုမြင်တော့တကြီးစိတ်ဆိုးသွားပြီးမင်းပါလာရှုပ်ပြန်လာလဲကွတကြီးရဲ့ဒေါသတကြီးစကားကိုဘလူက ကျုပ်လာရှုပ်တာမဟုတ်ဘူးဗျ။ကုံပြီဗျ။တရွာလုံးကုံပြီ။ဘလူးရဲ့အထူးစင်စကားကြောင့်ရွာသားတွေအားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ဘာကုံတာလဲကွ။ဘာကုံတာလဲ။ဟေး။ဘာကုံရမလဲဗျ။ခမည်းတော်မင်းသားနဲ့ဆရာကြီးဆိုတာရွာထဲဝင်မလို့ကုံပြီ။ဟေး။ဟာ။အလို့ လူရဲ့မချင်မတဲ့စကားကြောင့်တရွာလုံးအံ့အားသင့်သွားကြတယ်။ပြီးတော့အမေရိတန်ကြီးထွက်လာတယ်။ဘလို့ကုံမာလဲမင်းသားနဲ့ဆရာကြီးကရာဇမတ်ကလည်းရှိနေတာပဲ။အေးလေဘဲမမထွက်ပဲဘလို့ဝင်မှမှာလဲ။ဒီကောင်ရောင်ကြီးတော်ပွင့်လာနဲ့လွဲအောင်တမင်လာနောက်ဆက်တာနဲ့တူတယ်။စသည်ဖြင့်ပွားစီပွားစီဖြစ်ကုန်တယ်။ဒါဟုတကြီးကအေးလေဟဲ့ကမင်းသားနဲ့ဟိုဆရာကြီးကဒီရာဇမတ်ကလည်းအမှထွက်မှမထွက်တာ။ ဘလို့ဝင်မှမလဲတကြီးရဲ့ဦးကြောင်ကြောင်စကားကြောင့်ဘလို့စိတ်မရှိတော့တလူဟန်မျိုး ਨੇ ဟာဒီမကြီးဘာမင်းသားဘာဆရာကြီးမှမရှိတော့ဘူးဆိုပြီးရာဇမတ်ကကြီးကိုအလုံးမြောင်ဝုံးဆိုတွန်းလဲလိုက်တော့ဟင်အလိုအိုးမရှိတော့ဘူးဟာဟိုမှာတွင်းကြီးတွင်းကြီးအမေရိတ်တန်နေစူညံသွားပြန်နေဟုတ်တယ် သူတို့မြင်လိုက်ရတာရာဇမက်ကားတွေကလေးပေပက်လဲလောက်ရှိတဲ့တွင်းကြီးအားလုံးကြောင်ငေးပြီးတွင်းကြီးကိုကြည့်နေကြတယ်ဒါအိုဘလူးကကဲမြင်ပြီမဟုတ်လားအဲ့ဒီလူလိမ်တွေကဒီတွင်းကြီးတွေကစင်ပြီးပြေးပြီးဗျပြေးပြီးအဲ့ဒီတော့မှအားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီဟင်ဒါဆိုဘယ်ဟုတ်ပြေးတာလဲဘယ်ဟုတ်ပြေးတာလဲအေးအချိန်မီလိုက်ကြရအောင်ပြောပါမိအောင်လိုက်ကြရအောင် စသည်ဖြင့်တယောက်တစ်ပေါက်စုညံနေတယ်။ဒါကိုဘလူးကတစ်ချက်စဉ်းစားလိုက်တယ်။ပြီးမှမြစ်စိတ်ကို ဖြစ်လိမ့်မယ်ဗျ။မြစ်စိတ်ကိုဘလူးရဲ့စကားဆုံးတာနဲ့ရွာသားအလုံးကအာဒါဆိုအချိန်မီလိုက်ကြရအောင်။ကဲမြစ်စိတ်ကိုသွားကြစို့။တော့ကူကူမကျုပ်လည်းလိုက်မယ်။စသည်ဖြင့်စုညံစွာအော်ဟဲ့ပြီးမိမတွေရအစကလေးတွေရအစမြစ်စိတ်ကိုတရွာလုံးဒုံဆိုင်ချသွားကြတယ်။ ။တကြီးကတော့ထိတ်ဆုံးကားပေါ့။စီးကတော့အောင်လန်စာနဲ့ဆက်အောင်သွားတယ်။သူတို့အားလုံးမြေစိတ်ကိုရောက်တော့မင်းသားဆိုတဲ့လူငယ်ကလေပေါ်ရောက်နေပြီ။ညဦးတွေကပျောက်နေတဲ့ဖိုးတောင်ဦးနဲ့ဆရာကြီးကတော့လေယိုကန်းပေါ်ဟာတွန်းထုတ်နေတော့။ဟေ့လူလိန်နေမပြေးနဲ့။တကြီးရဲ့အောင်မြင်ခန့်ညားတဲ့အတန်လေးကြားရောတုံးရောင်လုံးတုံတက်သွားတယ်။ပြီးတော့ကုန်းတစ်ပိုင်းရေတစ်ပိုင်းဖြစ်နေတဲ့လေကိုရေထဲရောက်ကပန်းကလန်တွန်းချတယ်။ဟေ့ကောင်တွေ မပြေးနဲ့လို့ပြောနေတာမကြောက်ဘူးလားအော်တန်နဲ့အတူကကြီးလက်ထဲကနှလုံးပြူကပောက်ကွဲတန်ကြားရတယ်အဲ့ဒီအတန်လဲကြားရုံရေထဲရောက်နေပြီဖြစ်တဲ့မင်းသားကဆရာကြီးနဲ့ဖိုးသားဦးတော်မဆောင်တော့ပဲလေကိုကမန်းကရန်လော့ပြေးတယ်လေလဲထွက်သွားရုံဖိုးသားဦးနဲ့ဆရာကြီးကုန်းဘွားနေတဟိဟိတာဟာအောင်မြင်ကြံခဲ့တယ်ဟဲ့ကောင်တွေအဲ့ဒီလူလိမ်မြောက်ကိုဖမ်းလိုက်စမ်း တကြီးရဲ့အမိန်ပေးပန်းနဲ့အတူရွာသားတွေအားလုံးဆရာကြီးနဲ့ဖိုးတာအုပ်ကိုဖမ်းကြလိုက်တယ်။မင်းသားဆိုတဲ့လူရဲရဲလေးကတော့ကဲနဲ့အတော်ဝေးပြီးအဆက်အပြောက်လောက်သာမြင်ရတော့တယ်။အဲ့ဒီလူရဲလွတ်သွားတဲ့အတွက်တကြီးရဲ့ဒေါသဖိုးတာအုပ်နဲ့ဆရာကြီးဆိုသူအဖို့ကိုကြောက်ရောက်သွားတယ်။ကဲမင်းတို့ဘာညင်းချင်သေးလဲကွာ။ဟေးဟိုနှစ်ယောက်လုံးခေါင်းငုံသွားတယ်။ဂျာဦးတကြီးကကဲပျော်စံတို့ရွာပစ္စည်းတွေဘယ်မှာလဲ။ကျော်စံ ဟုတ်ဟုတ်ပစ္စည်းတွေပစ္စည်းတွေကတကြီးရဲ့အမေကဟိုနှစ်ယောက်လုံးဘာပြောလို့ပြောရမှန်းမသိပဲရောင်နာနာတွေဖြစ်နေတယ်ပစ္စည်းတွေကသူတို့လက်ထဲရှိနေပုံမရဘူးအဲ့ဒီအချိန်မှာကြားလိုက်ရတဲ့အတန်းကပစ္စည်းတွေကဟောဒီမှာတကြီးအတန်းကြားလို့လှည့်ကြည့်လိုက်တော့ဘလူးသူ့ရှေ့မှာလည်းအထုပ်ကြီးတွေပုံလို့သူ့ချိန်ရင်မှာကခေါင်းမှာဘူးတလုံးနဲ့လဲကြနေတဲ့လူလိန်မင်းသားရဲ့တပည့်သူခမညာ ဘလူလက်ချက်မိပြီးမေ့နေပုံရတယ်။ဘလူကလူအုပ်ကြီးစီခက်တီတီနဲ့ရင်ကော့ဝင်လာပြီးဒီမှာပစ္စည်းတွေပါတကြီး။နေ့ခင်းလောက်ကလေးကဖိုးတောင်နဲ့မင်းသားရဲ့တပည့်ပျောက်နေအောင်မတင်ကားလို့လိုက်ကြည့်တော့ဖိုးတောင်ကဒီမြောက်လိုင်ကောင်းရဲ့တစ်ဖက်မှာထိုင်ဆောင်နေတာတွေ့ရပါတယ်။ဒီမြောက်လိုင်ကောင်းကဟိုးရှိမဆွဖះမတီးစီကလေးကရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီမင်းသားနဲ့ ဒီလူကြီးရာဇမတ်ကလည်းဝင်းဒီကလေးကဒီလူတွေမြောက်လိုင်းကောင်တူးတော့မယ်ဆိုတာသိခဲ့ရပါတယ်။ဒီပြဿနာမဖြစ်ခင်နှစ်ရက်လောက်ကလေးကဒီကောင်ကြီးညဘက်အုပ်စဆောင်လိုလိုနဲ့ဒီနေရာလာတူးနေတာစုံမြင်ခဲ့တယ်။ဒါပေမဲ့သူတို့ဘာလုပ်မယ်ဆိုတာမသိလို့ငြိမ်နေခဲ့တာ။ဘလူးရဲ့စကားကြောင့်တရားလုံးမျက်လုံးပြူသွားတယ်။ဂျာဟိုတကြီးကဟင်ဒါဒါဆိုမင်းကဒါကိုဘလို့သိနေရလဲ။ တကြီးမေကိုဘလူးကပြုံးပြီးဟိုတခါကျုပ်ကိုဒေါ်လုံးတို့ဒေါ်လာကြီးတို့လိုက်ကြတဲ့ကျုပ်ဒီလိုင်ကောင်းနဲ့ဝင်ပုန်းနေခဲ့တာဒါငကိုကလေးကရှိခဲ့တာဖျားထာပနာလိုင်ကောင်းပဲဟင်အလိုအိုဘလူးစကားကြောင့်အလုံးအံ့အားတင်သွားကြတယ်ဟုတ်တယ်ဒီနေရာမှာဒီလိုလိုင်ကောင်းမျိုးရှိနေတယ်ဆိုတာဘလူးတို့အရွယ်မပြောနဲ့ရှေးလူကြီးတွေတော့မသိခဲ့တာပဲဒါဒါဆို ငါဖះမှာလာစုတောင်းတော့ဒေါ်လာကြီးရဲ့စကားတန်းဘလူကမိမ့်မိန်ကြီးပြောဝင်ပြီဟုတ်တယ်အဲ့ဒါကျုပ်ဒီလိုင်းကောင်းနဲ့ကပြန်អော်တာဒီဒီပစ္စည်းတွေကဒီပစ္စည်းတွေကတရွာလုံးဖះရောင်စီတော့ပွင့်မဲ့ထင်ပြီးရွာလုံးကျုပ်ဖះကိုရောက်နေတဲ့အချိန်ဟောဒီမင်းသားရဲ့တပည့်ကတအိမ်တက်တအိမ်စင်းလိုက်ယူထားတာတွေပါဟာဟင်အလို့ ုံပြီကုံပြီတရွာလုံးကုံပြီဘလူးရဲ့စကားကြောင့်အာလုံးအံ့အားတင်သွားတယ်ဟုတ်တယ်ရွာလုံးကျွတ်ဖះရောင်ကြီးတော်ပွင့်လာကြည့်ဖို့ရွာပြင်ရောက်နေတဲ့အချိန်ဒီကောင်ကတအိမ်တက်တအိမ်စင်စိန်ပြေနပြေတက်ယူနေတာဖြစ်မယ်ဒါကြောင့်တကြီးကတော်ရဲ့စိန်ပြေရက်ကအစဘလူးအမီဒေါ်တော်ရဲ့ထမင်းအစုံအာလုံးပါတယ်ဒီတော့မှတကြီးပိုတင်းသွားပြီဟဲ့ကောင်လေးသူပြောတာဟုတ်သလား တကြီးရဲ့ဒေါသတကြီးအမေကိုနှစ်ယောက်လုံးခေါင်းညိပ်ပြီးဟုတ်ဟုတ်ပါတယ်သူပြောတဲ့အတိုင်းပါပဲတကြီးနှစ်ယောက်လုံးရဲ့ကရုံကရင်အဖြေကြောင့်တကြီးတက်ပြင်းချတယ်နောက်အကျင့်ပါနေတဲ့အတိုင်းပြာကိုရက်ဖို့လှက်ပြင်းတော့အဲ့ဒီတော့မှတကြီးလည်းတတိယသွားပြီးမျက်မှောင်ကျုပ်သွားတယ်နောက်ဆရာကြီးပဲလဲ့လို့ဒီပြာရရောဘာပြာရီလဲတကြီးရဲ့အမေကိုဆရာကြီးကခေါင်းငုံလိုက်တယ်ဒါ ਉਹ တကြီးကအတန်ကိုမြင်ပြီး ဟဲ့ပြောလေကွာတကြီးရဲ့အောင်မြင်တဲ့အတန်းဆောင်ဆရာကြီးကလုံးကရင်ဖြစ်သွားတယ်။နောက်ဘသူ့မှမကြည့်ပဲတိုးတိုးလေးပြောတယ်။ဂွေးတိပြဘာဆရာကြီးရဲ့စကားကြားတာနဲ့တကြီးဘာဆိုပြီးတလုံးနဲ့ရေရွတ်နိုင်ပြီးမျက်နှာကြီးနှီးတက်လာတယ်။ပြီးတော့ဘာစကားမှထပ်မဆက်နိုင်မဲပါဇက်ကြီးဟပြီးညိနေတယ်။နောက်အသားတွေတဆတ်ဆတ်တုံလာတယ်။အခုမှသူလဲစဉ်းစားမိတော့တယ်။ဟုတ်တယ် ဂွေးသီးပြောင်းမလို့ရေတောက်လိုက်တိုင်းချိုးချိုးနေတာဂွေးသီးလည်းဒီအတိုင်းပဲလေစားလိုက်ချိန်သာဖန်တလူလူငန်တလူလူရှိပေမဲ့ရေတောက်လိုက်ရင်ဘာနဲ့မှမတူအောင်ချိုးဆင်းသွားတော့လားအခုဂွေးသီးပြားကလည်းဂွေးသီးကိုအချောက်လန်းပြီးတော့ညက်နေအောင်ပြန်ကျိတ်ထားလို့ဖြစ်မယ်မူလအရသာမပြတ်ပြန်ခန်းစားလို့နေနေရဒါကိုတိမတကြီးအသားပိုတုန်တက်သွားတယ်ပြီးတော့လက်သီးကို ကြစ်ကြစ်ပအောင်ဆုပ်မျက်လုံးကိုပြူအန်ကိုကျိတ်ပြီး အုံးမောင်ရှိပါတယ်တကြီးမင်းတကြီးရဲ့ဘေးနာအသင့်ရှိနေတဲ့အုံးမောင်ကထူးတယ်ဒါဟုတ်တကြီးကလှဲ့တော်မကြည့်ပဲဒီလူညာတွေလူလိန်တွေစောတရားယင်တရားစိန်တန်ခက်ဆန်းဆိုပြီးအမိန်ပေးတယ်ပြီးမှဟိုဆရာကြီးပဲလှဲ့လို့ဟောဒီဂွေးသီးပြရှင်ကိုတော့ငါးချက်ပို့ပါစေဒါပဲလို့မိန်ပြီးခြေလန်းကျဲကြီးနဲ့ရွာဘက်လှဲ့ဝင်သွားတယ် ခြေလမ်းကျဲစီနဲ့လှမ်းသွားတာအကြောင်းရှိတယ်။တိတယ်မဟုတ်လား။သူ့ခင်ဗျာတနေကုန်ခွေးသီးပြားလေးရက်လိုက် ရေလေးတောက်လိုက်လုပ်နေတာ။ဘိုက်တွေကဲပြီးရှူအားထွက်ချင်နေပြီ။ဒါကြောင့်ဘသူ့ဘာမကြည့်ပဲအမြန်ဆုံးတုတ်ချေတင်သွားတော့တာ။အိမ်တော်မရောက်ပါဘူး။ရွာဝင်တော့ဆက်မှာတကြီးချုပ်ကြီးတကူတည်းတုံ့ပြန်သွားတာတွေ့ရတယ်။ပြီးတော့ပုံမြင်တဲ့ကတရေမရေတန်းလို့လို့တရှဲရှဲတဲအတန်တွေကြရတယ်။မြင်နေ။ရသားတွေအားလုံးအလားအောင်မြင်နေ။ ဒါမှမဘာမှမပြောကြဘူးဘာလို့လဲဆိုတော့သူတို့တကြီးလို့တည်းမြတင့်တယ်တဲ့ထင်နေကြတာကိုလို့တကြီးခြုံနေရှူးဝင်ပေါက်နေအောင်သူတို့စိတ်ထဲမှာတကြီးငားများခြင်းလို့ခြုံနေခါကျဥဝင်နိုင်နေတယ်လို့သဘောထားသားပြီးသားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားလုံးကဘလူးရဲ့စိတ်ရင်းကိုအတိအမဲ့ပြုကြတယ်ဘသူအမကတော့သူ့ကိုကျေးဇူးတင်ပါတယ်မပြောရဲဘူးကျေးဇူးတင်ထိုက်သူစီရင်နဲ့ဘလူးကိုထည့်လို့မရဘူးလေအဲ့ဒီလိုကျေးဇူးတင်ပါတယ်သွားပြောလိုက်ရင် ဘလူးကိုရောင်တက်လိုက်မယ်ပုံများဒါမှမယ့်တကြီးကတော့ဘလူးအစွမ်းအစာကိုအတိအမှန်ပြုတ်လိုက်မိပုံရတယ်ဒါကြောင့်ကိုရင်ကျက်မှုထတော်ကဘလူးကိုတောက်နေကြထကောက်ပင်ကိုငွေနဲ့ကျက်နဲ့ဘလူးကိုအပိုင်ဝယ်ပေးလိုက်တော့လာအဲ့ဒီတည်းကစာပြီးဘလူးတို့မြေကြီးပေါ်တော့မဆင်းတော့ဘူးထကောက်ပင်ပေါ်တင်းလက်စင်ထိုးပြီးနေမီညမီကူအောင်ကိုစော်တော့တာကြီးတော့တွေဘာတွေလဲဆွဲမနေတော့ဘူးထနှုတ်လေးလီးပြီး ခရင်အဆက်ကြနေရဗဇက်လေးဟာပြီးပက်လက်လန်အိတ်နေတော့တာကြီးတော့ဆွဲရတာပြင်းလို့တဲ့ပြီးရော။အော်ပြောရအောင်မေဟိုလူလည်းဆေးစရာဖိုးတောင်းနေဆရာကြီးကိုလည်းရွာလယ်မှာနေအောင်မောင်းစောတရားယင်တရားနှက်တာများဝတ်သက်သလားတော့အောင်မရတဲ့။အော်ရာများငေးတန်းတော့ပါတယ်။ဟိုလူလည်းမင်းသားရဲ့တပည့်ဆိုတာတော့ပြောမနေနဲ့တော့။အစားတော့လူစွမ်းကောင်းလူလူဘာလူလူနဲ့တကယ်လဲကြရောအောင်မောင်းနဲ့ချိန်လုံးမြင်တာနဲ့ မိလဲသွားလို့မနေနှာနဲ့ယူရတဲ့ပြီးတော့သုံးရောင်လုံးအဝတ်အစားတွေချုပ်ပြီးငန်းငယ်ပိုင်းနဲ့ရွာက မောင်းထုတ်လိုက်ကြတယ်။ပြန်ရတဲ့ပစ္စည်းတွေကိုတော့တကြီးပဲဥစည်းပြီးကိုပါရဆိုင်ရာပြန်လွှဲပေးလိုက်ကြတယ်။တရားလုံးလည်းကိုပစ္စည်းကိုမပြောင်မပြက်ပြန်ရလားဆိုတော့ပြောတာပေါ့။အပျော်ဆုံးကတော့တည်တယ်မဟုတ်လား။ဘလို့ပဲလင့်စင်ပေါ့တက်လက်လန်းပြီးစိတ်ကူးတွေရင်နေတော့တာ။ တကြီးကသူ့ကြိုက်တဲ့တစ်ခေါက်ပင်ကိုတော့လက်ဆောင်ပေးတယ်ဆိုတော့နောက်တစ်ခါအရေးကြုံလို့သူဖြည့်ရှင်းနိုင်ရင်သူ့ကြိုက်တဲ့ခင်မုံကလေးကိုရောလက်ဆောင်ပေးမလားပေါ့တကယ်ရမရတော့မသိဘူးသူ့စိတ်ကူးထဲမှာတော့သူ့ခင်မုံနဲ့သူထပင်တွေကြာပတ်ပြေးနေပြီအဲ့ဒီလိုရွာလူတွေလည်းသိတယ်မဟုတ်လားသိပြီအညိုအမတ်မချတတ်တော့ပြစ်ပြက်ခဲ့တဲ့အဖြစ်အပျက်တွေကိုအချိန်တူတူတွင်းမာတယ်မေးပြောက်တလောက်ဖြစ်နေကြပြီဒါပေမဲ့မေးပြောက်လို့မရတဲ့အဖြစ်တွေကရှိသေးတယ်အဲ့ဒါ ဟိုလူလိမ်မင်းသားပြောသွားတဲ့အင်္ဂလိပ်တွေပဲအင်္ဂလိပ်ဆိုတာဘလို့လူမျိုးလဲလူဖြူလူမဲဆိုတာသူတို့တွေ ਨੇ ဘလို့ကွာလဲသိကျင်နေကြတယ်အဲ့ဒီအချိန်မှာပဲထင်မှတ်မထားတဲ့အဖြစ်အပျက်တချို့ဖြစ်ခဲ့သေးတယ်လीအဲ့ဒီအဖြစ်အပျက်က ခုနကပြောခဲ့တဲ့လူပြူဆိုတာ ਨੇ အဓိကပတ်သက်နေတယ်ဖြစ်ပုံကဒီလိုပါတနေ့တော်ရဲဝင်သွားတဲ့ဒုံးပေဒေယောတော့ပါ ਨੇ ရွာတယ်မြက်ကလေးဆန်ပြပြေးဝင်လာတာဆတာပါပဲ အာလူမမြင်ရသေးခင်ကြောက်လန့်တဲ့ကြောင့်အော်တန်ကရွာကို ဖုံးလန်းသွားတယ်။နောက်မှရွာဘက်ကိုခြေကုံတုတ်လာတဲ့ဒုံးပေကိုတွေ့ရတယ်။သူ့ခင်ဗျာပြေးတာပြေးလာတာဘလောက်ကြောက်နေတယ်ရဲ့တော့မသိဘူး။မျက်နှာကြီးကပြော့ပြီးမျက်လုံးကြီးကပြူးထွက်နေတယ်။ကဲကြပါအောင်ဗျို့ကဲကြပါအောင် လူဖြူကြီးလူဖြူကြီးအော်တန်တွေကဘလုံးပထွေးနဲ့ဘာအော်လို့အော်နေမှန်းကို မသိရဘူး။သူ့ခင်ဗျာတကူကူကိုကြောက်လန့်ပြီးခြေကုံတုတ်လာတာမှန်းတော့သိရတယ်။ အနောက်ကိုတောင်လဲမကြည့်ဘူးတရောတော့ပါပြေးလာတာများဖုန်တွေကိုမှုန်ထနေတော့တာကိုရင်ကြက်ဘူးထတော်လေးရောက်ရော သူ့ခင်ဗျမဟန်နိုင်တော့ဘူးထင်နေဟတ်ထိုးဟတ်ထိုးနဲ့ကိုလဲကြသွားတော့တာဆိုင်ထဲကလူတွေအားလုံးလေသူ့ကိုအထူးဆန့်လို့ဝိုင်းကြည့်နေကြတယ်ရုတ်တရက်မှမလုံးလို့လုတ်ပေးရမှန်းကို မသိဘူးဒုံးပေလေလဲကြသွားတာနဲ့ပြန်ကိုမထောင်နိုင်တော့ဘူးမျက်ဖြူကြီးလန်းပြီးတက်မလို့ဖြစ်နေတော့တာအဲ့ဒီတော့မှဘလူးတို့အုပ်စု သူတို့ဆံမြန်းရထပင်ပေါ်ကနေဂမန်ဂရန်ပြေးစင်လာတော့တယ်။သူတို့ဒုံးပေနာရောက်တော့ဒုံးပေကအသက်ရှူတာမမှန်စင်တော့ဘူး။ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပြီ။အခြေအနေကိုရိပ်မိတဲ့ဘလူးကဟာဟာလောက်ပါအောင်ဟာထရေထရေအမြန်ပေးပါအောင်ဘလူးရဲ့အော်တန်းကြောင့်ကျွဲကြီးကဂပန်ဂရန်ပဲကိုရင်စက်ဘူးဖွက်ထားတဲ့တီတောက်တီတခုပြေးဆွဲလာတယ်။နောက်ဘလူးကသတိမနေတဲ့ဒုံးပေရဲ့ပါးစပ်ကိုအတင်းပြဲပြီးထရေတွေလောင်းထည့်တယ် အောင်မလူကသာတီးမလို့ဖြစ်နေတာထရင်ကြတော့ရေတန်းလျှောက်ထဲလောင်းချလိုက်တဲ့အတိုင်းပဲကြည်တော့တရအောင်လုံးဖြုတ်ခနဲ့ကုံသွားတော့တာကြည်တော့ထက်ကထရင်တစ်စက်တောင်မကြမ်းတော့မှဒုံးပင်အေးခနဲ့လေတက်ပြီးသတိရသွားတယ်လို့နဲ့ငေါက်ခနဲ့ထိုင်တယ်ခဏပဲနောက်မျက်လုံးကကလေးကလေးနဲ့ပြန်ဖြစ်သွားပြီလူဖြူဖြူကြီးလူဖြူဖြူကြီးဆိုပြီးဘလူးရဲ့လက်ပေါ်ဖုတ်ခနဲ့ပြန်လဲကျသွားတယ်ပြီးတော့ ဆော့ဆော့နာအကြိုင်ထောက်လိုက်ဖုတ်လိုက်နဲ့ပြန်တက်နေတယ်။ဒါကိုအလိုက်သေးတဲ့ဘလူးကထရေကြီးတော့နောက်တောက်ပြေးဆွဲပြီးဒုံးပေပါဇက်ထဲလောင်းချပေးလိုက်တယ်။ငတိကလူသားသတိမရတာထရေမျိုးဖို့ချက်တော့သတိရတာလဲစလုတ်ကလှုပ်နေတာမျက်လုံးကမပွင့်ဘူးကြီးတော့နောက်တောက်ကုံသွားတော့မှဒုံးပေကသတိရလာတယ်လို့ငေါ့ခနဲထထိုင်နေပြီးတော့လူဖြူဖြူကြီးလူဖြူဖြူကြီး ဆိုပြီးဆက်ငင်းဆက်ငင်းနဲ့မေ့လဲမလို့လှုပ်တယ်။ဂျာဝဘလူကဒုံးပေရဲ့ကုတ်ကိုဆွဲပြီးဟိတ်ကောင်ဒုံးပေခေရကုံပြီးကွာမင်းမေ့လဲနေလို့လေအပေါ်ပဲဆိုမှဒုံးပေကဆက်ခနဲ့ပြန်ထိုင်ပြီးជីကြည့်ကြောင်ကြည့်နေကြည့်တယ်။သူခမဘာဝိုးမှကောင်းကောင်းသတိရသေးပုံမရဘူး။မျက်လုံးတွေကကြောင်ကြောင်ကြောင်နဲ့ရဲ့ဂျာဝအလိုက်တည်တဲ့ဘလူကဘေးနားဝိုင်းရထေရတစ်ခွက်ကိုယူပြီးဒုံးပေပစောင်းနဲ့လောင်းထက်ပြေးလိုက်ပြန်တယ် အဲ့ဒီတော့မှဒုံးပေးရအာရပါရဟာကနေတက်ပြင်းတစ်ချက်ချတယ်ပြီးတော့သူ့ကိုဝိုင်းကြည့်နေကြသူအလုံးကိုဝှေ့ကြည့်တယ်ပြီးတော့ဘေးနာထေရွက်ကိုလိုက်ကြည့်တယ်ဘေးနာမောင်ဆိုးတို့ဝိုင်းမှာလက်ကျန်ရှိနေသေးတာမြင်တော့ဆက်ငင်းဆက်ငင်းလှုပ်ချင်သေးတာဂျာဦးဘလူးကကုတ်ဆွဲပြီးဟိတ်က ပြောမှဖြင့်ပြောကွာငါတဲစိတ်မရှိတော့ဘူးဆိုပြီးလက်ရွယ်တော်မှဒုံးပေးရသူ့ကြုံခဲ့သမျှပြောတော့တာ ဖြစ်ပုံကဒီလိုအဲ့ဒီနေ့မနက်အစောကြီးမှာဒုံးဝေတရားအထဲတောတက်သွားတယ်တောတက်သွားရခြင်းရွေချက်ကလည်းရှိတယ်အိမ်စားဖို့ယုံသွားရှာတာဒီတောထဲမှာယုံတောင်းမဟုတ်တားကောင်ငယ်လေးတွေကဘဲနာရှာရှာရှာလို့ရတယ်ဒါကြောင့်ပြစ်စရာခက်စရာတော့ရေးကြီးခွင်ကျဲလုံမနေပဲလောက်လေးတလက်ဆွဲပြီးတောတက်ခဲ့တယ်ဖြစ်ချင်တော့ဒီနေ့မှာပဲတားကောင်ကတကောင်ဆိုတကောင်မှမတွေ့ဘူးခါလိုက်နေတွေ့မှာတော့တောထဲဝင်လိုက်တာနဲ့ ဟုတ်ဗရက်ဇီဝဇိုးငတ်စသည်ဖြင့်တကောင်မဟုတ်တကောင်တွေ့နေကြပဲအခုတော့သူတော်တဲ့ဝင်ချင်းရစပြီးတတော်လုံးငြိမ်နေတော့တာဓာတ်နဲ့သူလဲတော်လေလောက်မှရှိတဲ့စံချောင်းစီရအောင်သွားခဲ့တယ်စံချောင်းမှာဘာပဲပြောပြောတားကောင်မတွေ့တာတော့ဖားလီငါးလီလောက်တော့ရနိုင်တယ်လीတန်ကောင်းရင်သူများထောင်ထားတဲ့တိုက်ခိုင်းကငကျင်းရွှေဝါလောက်တော့အตาလီဖြုတ်လာလို့ရတယ်စံချောင်းနားရောက်တော့လေဘာမှမရှိဘူးခါတိုင်းဆိုရေအောင်မှကူးနေတယ် ဖားစာငားစာလောက်တော့တွေ့နေကြအခုတော့စမ်းကြောင်းမှလည်းငြိမ်းလို့ဘာဖြစ်တာပါလဲသူစဉ်းစားလို့မဆုံးခင် သူ့နောင်နာတချွတ်ချွတ်ခြေတံကြားရတယ်ဒါနဲ့သူလည်းလန့်ပြီးနီးစက်ရခြုံနဲ့လှိမ့်ဝင်ပြီးဝင့်နေလိုက်တယ်ခြေတံသူ့နဲ့တဖြည်းဖြည်းနီးလာတယ်သူပထမဆုံးမြည်လိုက်ရတာကရေတကောင်းဘူးလို့ရှင်မျောမျောဟာကြီးဆွတ်ထားတယ်ခြေတောင်းနှစ်ဖက်မဲတာလဲပြောင်းလို့နောက်အပေါ်ဘက်က ပင်လေတဲအောင်အထက်အောက်ဝစ်ဆုံးလူဖြူဖြူကြီးမျက်နာနဲ့လက်တွေမှာလည်းအမွေးအမြင်တွေဂျင်းချံပြည့်နေတော့တာလူဖြူဖြူကြီးလည်းမြင်ရောသူ့လက်អော်တော့တာဟုတ်တယ်လက်လည်းလက်စရာအရက်ကလည်းသူ့တပေါင်းစားလောင်မြင်နေအပြင်ဇပင်ဟာအဆဖွေးစွနေတာမျက်နာကလည်းသူ့မြင်မှုတဲ့တကြီးပေါင်ထက်တောင်အဆမတန်ပိုပြူတယ်လူဖြူဖြူကြီးကလည်းသူ့អော်တန်ကြားတော့တခါလေသူ့နောက်လိုက်ပြေးတော့တာသူ့လည်းရှေ့ရပြေး ူဖြူဖြူကြီးကလည်းနောက်ကပြေးလိုက်ပေါ့နောက်ပြီးသူ့နားမလည်နိုင်တဲ့ဘာသာစကားနဲ့သူ့ကိုအနောက်ကနေလိုက်អော်တယ်ဒါပေမဲ့သူလက်မကြည့်တော့ဘူးတတန်နဲ့ပြေးလာတာတော်စက်ရောက်မှခြေရာဖောက်သွားတော့တာတဲ့လူဖြူဖြူကြီးကဘယ်နာကြံခဲ့တော့မှမသိတော့ဘူးသူကတော့အခုကိုရင်ကျပူထတော်ကိုပြန်ရောက်လာပြီပြောရင်ပြောရင်နဲ့ဒုံးပေးဆက်ငင်ဆက်ငင်ပြန်ဖြစ်သွားတယ်ပြီးတော့မြက်ဖြူကြီးလမ်းပြီးပါဇက်ကြီးဟာလို့ငြိမ်နေတာဒါ ਉਹ အလိုက်တည်တဲ့ဘလူက ကိုရင်ချက်ဘူးအတနာခံပြီးជីတော့တခုဆွဲလို့ငပိန်မဆက်ထဲလောင်းထည့်ပေးလိုက်တယ်။ជីတော့လဲကုံရောငပိန်ကိုခေါ်လို့မရတော့ဘူး။ဘဲရတော့မှလည်းဘဲရတော့မှလည်းထည့်ရင်ជីတော့သုံးတောက်တောင်ကုံအောင်တောက်ပြီးမှတော့မူပြီးအိပ်ပျော်ပြီးပေါ့။လူဖြူဖြူကြီးတရင်ကရွာအတွင်းတမဟုတ်ချင်းပြန့်နှံ့သွားတယ်။အဲ့ဒီတရင်လဲကြာရုံတရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။ဇကြီးကတော့အမှတ်ချက်ချပါတယ်။ဒါအင်္ဂလိပ်တွေဆိုတာတွေပဲဖြစ်မယ်လို့ ဟိုလူလိန်မင်းသားပြောတဲ့အထင်မှာလူဖြူတွေဆိုတာအင်္ဂလိပ်တွေဆိုပြီးပါခဲ့တာဟုတ်အဲ့ဒီသတင်းလည်းကြားရောတရားလုံးကြီးလန့်စာစာတွေဖြစ်ကုန်နဲ့အင်္ဂလိပ်တွေတော့ကျူးကျော်လာပြီမဇာခင် လူတွေကိုနှိမ့်ဆက်ညှဉ်းပန်းတော့မယ်ဆိုပြီးတော့ပေါ့အဲ့ဒါကြောင့်တကြီးကိုယ်တိုင်တော့မနေနိုင်တော့ဘူးရွာထိတ်ကိုဆင်းလာပြီးအင်္ဂလိပ်တွေကျူးကျော်လာရင်ပြန်ခုခံနိုင်အောင်ရွာခြံစည်းကိုခတ်ဖို့အားချင်းစီစဉ်တော့လားတကြီးကိုယ်တိုင်ဆင်းပြီဆိုတော့မှဖြင့်တရားလုံးလည်းဘယ်နေလို့ဖြစ်တော့မလဲ အားလုံးတစ်ပင်နဲ့ခြံစည်းရိုးကားနဲ့အလုပ်တွေကိုရှုပ်နေတော့တာအမှန်တော့အင်္ဂလိပ်ဆိုတာလူတွေလားနတ်တွေလားတော့သိကြတာတော့မဟုတ်ဘူးဒါပေမဲ့ကိုရောင်ကျူးကျော်စော်ကားတာမျိုးတော့ဘသူခံနိုင်မှာလဲလीနော်ဒီကြလေနတ်ကတော့ဒေါ်များရလဲတမောက်ဟိုမှာသူများတွေအလုပ်ရှုပ်နေပါတယ်ဆိုမှတကြီးနာကပ်ပြီးတကြီးနဲ့စိုးရင်တက်ရင်ကောဒီနေရကိုရော်လေးစောက်ရှောက်တဲ့နေပါဒါကြောင့်ဒီနေမျိုးဘဲအင်္ဂလိပ်တွေကမှဝင်လို့ရမှာမဟုတ်ဘူး သူတို့ဝင်လာရင်တော့ကိုတော်လေးကိုယ်တိုင်စားပြီးရှင်းပြလိုက်အေးရောဆိုပြီးကက်ကြွိုင်နေတော့တာတကြီးကတော့သူ့ဟာနဲ့သူအလုံးရှုံနေတာဆိုတော့ဒေါ်မြိုင်ကြီးစကားနားတောင်မထောင်နိုင်သေးဘူးချန်တီယိုကိုဘလူကာရကောင်းမယ်ရွာတကားဘောက်ကို အမြင်ဘလောက်ထားရင်ကောင်းပါဆိုပြီးသူ့ဘာသာသူ တွေးနေတယ်ဒါကိုကြည့်ပြီးဒေါ်မြိုင်ကြီးပို့ပြီးမချစ်မရဲဖြစ်သွားပြီဘာလဲတကြီးကကိုရော်လေးအဆွမ်းမယုံလို့လား ကိုရော်လေးရှိနေရင်အင်္ဂလိပ်မပြောနဲ့တဲလိပ်ကြောက်လိပ်ကအစပင်လေလိပ်အစဘယ်လိပ်မှအနာကရင်မှမဟုတ်ဘူးဟင်းဟင်းကိုရော်လေးတို့ကတခွန်းပြောတခွန်းညိမ့်ပဲတော်မြိုင်းကြီးရဲ့အာတုမန်တက်စကားကိုကြကြီးကြားပုံတော့မမိရဘူးသူ့ဘာသာသူခြံစည်းရိုးကားထဲနာလှည့်ပတ်ကြည့်နေတယ်ကြတော့တော်မြိုင်းကြီးတီးမခံနိုင်တော့ဘူးဒီတချီတော့လူရှိသူရှိသူ့အစွမ်းတော့ပြရကြည့်သေးရဲ့အောင်မလို့လားမသိဘူး တကြီးရှိခါကော်ရက်ပြီးဘာလဲတကြီးကကိုတော်လေးနဲ့မကြုံဘူးလို့မယုံတာလားကောင်းတယ်တော်ရဲ့သူ့ပြီးပြောတယ်တကြီးကဂီယူကိုမဆိုင်ဘူးသူ့လို့သူလုံနေတာဒါကြောင့်ဒေါ်မြိုင်ကြီးပိုတင်သွားပြီကဲတကြီးမယုံတော့လေကိုတော်လေးကိုမျက်ဝါးချင်ချင် ပြရတာပါအဲ့ဒီတော့မှ ကိုတော်လေးအစွမ်းဘလောက်ရှိတယ်ဆိုတာသိသွားမယ်ဒီအင်္ဂလိပ်ဆိုတဲ့ကောင်လေးကို ကိုတော်လေးအစွမ်းနဲ့ကိုမောင်းထုတ်ပြမယ်လာလေးဆိုပြီးထမယုံအခမင်းမြင့်မြောက်ပြီးရွာဘက်တုတ်ချီပြန်တင်သွားတော့တယ်သူ့နောက်မှာမှကိုတော်လေးကိုယုံနဲ့အကြီးတော်ပုံတို့ဒေါ်မုံကြီးတို့အမေရင်တို့တတိပါသွားတော့တယ်တကြီးကတော့လှဲ့ကိုမကြည့်ပါဘူးသူ့ဘာသာသူဆက်လုပ်ရမယ်အလုပ်တွေဆက်လုပ်နေတယ်သူ့ခေါင်းထဲမှာလည်းအစီအစဉ်တွေတတိတန်းကြီးဖြစ်နေတယ်။ရွာချံစည်းရုပ်ကပြီးရင် ကာလာသားတွေကိုခံပညာသင်ပေးရအောင်မယ်။ပြီးရင ရွာနီးချုပ်ဆက်ကရွာတွေစီယုံရေးဆင်းရအောင်မယ်လေလက်နဲ့အင်အားမမျှကြတာမှလူညီညွတ်ရင်ကိုယ့်အတပန်းတာတယ်မဟုတ်လားတကြီးကောင်းနဲ့မှအင်္ဂလိပ်ဆိုတာတွေအတွက်လောက်စရာအလုပ်တွေပလုံစီထနေတယ်ဘယ်ဟာဆလုပ်လို့လောက်ရမန်းကိုမသိဖြစ်နေတယ်အဲ့ဒီအချိန်မှပဲဟေ့ကိုရိုလေးကြွလာပြီဟေ့အင်္ဂလိပ်ဆိုတဲ့နာနာဘာဝတွေဝေးရာကရှာစံကိုရိုလေးတဲ့ဟေ့အတန်ကြားလို့ကြည်လိုက်တော့ ကောင်းပေါင်းအနီးမြင်စည်းအနီးစီးထားတဲ့တော်များကြီးအရက်ပလင်းကြီးကိုင်းအသားတဆက်ဆက်တုံပြီးပြန်ရောက်လာတယ်။သူ့နောက်မှာလည်းအီးတော်ပုံတို့အဖွဲ့လက်အုပ်လေးချီလို့ရွရွကလေးလိုက်လာကြတယ်။ဟစ်ကိုတော်လေးတဲ့ဟစ်အားလုံးဒူးထောက်ခစားကြစမ်းတော်များကြီးအတန်ကြာအားလုံးဘာလို့လို့လို့ရမှန်းမသိဖြစ်နေကြတယ်။တကြီးကတော့တော်မြိုင်ကြီးကိုမြင်ကလေးကစိတ်ရှုပ်နေတော့တာ။ဒါဟုတ်တော်မြိုင်ကြီးကတကြီးရှိမှအသားတွေတုံး ခြေပြားတွေထောက်ခုံရက်လိုက်ပြီးမောင်မင်းဘာမှမပူနဲ့ဒီအင်္ဂလိပ်ဆိုတဲ့ကြက်တွေကိုကိုတော်လေးတောင်းရင်ယူတိုက်ထုတ်ပေးမယ်မောင်မင်းသားကိုတော်လေးကိုဒူးထောက်ခစားစမ်းတော်မြန်ကြီးစကားကြောင့်တကြီးပိုစိတ်ညစ်သွားပုံရတယ်။ဒါကြောင့်မျက်မှောင်ကျုပ်လိုက်ပြီ။ဟဲ့မမ ्याय တော်မြန်ကြီးကမထိုးဘူး။တကြီးတက်ပြင်းကိုချပြီးကိုလို့ကိုလို့ပါကွယ်။ဒီမှာတရားလုံးခေါင်းကြီးတောက်နေကြတာ တကြီးစကားကိုဒေါ်မြိုင်ကြီးကဘာမြိုင်ကြီးဘဲရမြိုင်ကြီးလဲကိုတော်လေးကိုကိုတော်လေးလို့ရောရောတေတေဆက်ဆန်ဆန်ကိုတော်လေးဖုံမိုးတို့ချုံ မဆုံးရှိစေတော့မနော်ဟင်းဟင်းဒေါ်မြိုင်ကြီးစကားကြောင့်တကြီးပိုစိတ်ညစ်သွားသလိုခေါင်းမှာပတ်ချတဲ့ပတ်ပောင်းဖြုတ်တယ်ခေါင်းကိုကုတ်တယ်ပြီးတော့ခေါင်းပေါင်းကိုခါပြီးသွားမယ်ဖြင့်သွားသမ်းမှာမြိုင်ကြီးရအောင်မအောင်မ ငါလိုဖုံးရှင်ကန့်ရှင်ကိုများ မောင်မင်းကမောင်းထုတ်ရတယ်လို့မသွားဘူးကိုတော်လေးတဲ့ဟိဘာလို့ချင်လဲတော်မြိုင်းစကားကြောင့်တကြီးငြိမ်သွားတယ်ပြီးတော့ဒေါသထက်သလိုဟန်မျိုးနဲ့ဟဲ့နင်ကမြိုင်ကြီးလားကိုတော်လေးလားတော်မြိုင်းတုံ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 နဲ့ခါဝော်လက်တင်ပြီးကိုတော်လေးတဲ့ဟိကိုတော်လေးကိုတော်လေးလို့ဘယ်နှခါပြောရမှာလဲ တကြီးမျက်မှောင်ကျုပ်သွားတယ်ပြီးတော့ဒေါ်မြိုင်ကြီးကိုပြန်ကြည့်ပြီးမြိုင်ကြီးလားကိုတော်လေးလားတကြီးအမေကိုဒေါ်မြိုင်ကြီးကလည်းမလျှော်ဘူးကိုတော်လေးတဲ့ဟေးကိုတော်လေးကဲကိုတော်လေးကိုဘာလုပ်ချင်လဲဒေါ်မြိုင်ကြီးစကားကိုတကြီးတက်ပြင်းချတယ်ပြီးတော့အနောက်ဘက်လှည့်ပြီးအုံးမောင်ရှိပါတယ်တကြီးမင်းတကြီးခေါ်တဲ့အောင်အသိရှိနေတဲ့လယ်ရင်တဲ့ပဲအုံးမောင်ကကျူတယ် ဒကြီးကတပြင်းထက်ချပြီးအေးအဲ့ဒီကိုရော်လေးကိုထိတ်တုံးခတ်ထားလိုက်ဟင်ဒကြီးစကားကြောင့်တော်မြိုင်မျက်လုံးပြူးသွားတယ်ဟုတ်တယ်လေသူ့တသက်နတ်ကစားလာတာကြာပြီဘယ်နဲ့မှထိတ်တုံးအခက်ခံရတယ်လို့မှမကြားဘူးတာအခုတော့ဈေးဦးပေါက်ကိုရော်လေးထိပြီးသူ့ကြောင်ငင်းနေတော့မှပဲအုံမောင်ကသူ့လက်ကိုဖက်ခနဲလာဆွဲပြီးလာကိုရော်လေး ဆိုတော့ဒေါ်မြိုင်ကြီးလည်းတုံတက်သွားပြီဟင်အင်းလိုက်ဘူးလိုက်ဘူးကိုတော်လေးလိုက်ဘူးဆိုပြီးအကြောက်အကန့်ညင်းနေဂျာအိုအုံးမောင်ကဒေါ်မြိုင်ကြီးကိုအတင်းဆွဲပြီမလိုက်လို့မရဘူးဒါတကြီးအမိန်ပဲဟင်အင်းဟင်အင်းကိုတော်လေးလိုက်ဘူးဩညင်းနေသေးတယ်အခုနေရင်အုပ်ထလိုက်ရကဲဟာပြောတာနောက်ကျသွားတယ်အုံးမောင်လက်ဖွားကကိုတော်လေးစက်ပေါ်ကျသွားတာမြန်တယ် ကိုရိုလေးကသူ့ဆက်ဖို့သူ ပြန်ကိုင်းတယ်။ပြီးတော့ကြောင်တောင်တောင်နဲ့ဟင်ကိုရိုလေးကိုတကယ်စော်တယ်။ဒါ ਉ အုံမောင်ကအေးစော်တယ်။ကိုရိုလေးကသူ့ဆက်ဖို့သူပြန်ကိုင်းပြီ။ကိုရိုလေးမှာဘာအဖြစ်ရှိလို့လဲ။ကြောင်မရှိနဲ့တကြီးစကားနားမထောင်တာကိုက ကိုရိုလေးအပြစ်မနာခြင်းအေးဆေးလိုက်ခဲ့။စိုးပြီးမပါပါအောင်ဆွဲသွားတယ်။ကိုရိုလေးကြုံကရင်နဲ့ရက်ကန်ရက်ကန်ပါသွားတယ်။ နောက်ထိတ်တုံးနေရကိုရော်လေးကိုဂျိုင်းကနေထည့်လိုက်တယ်။ရွာသားတွေအားလုံးလည်းအဲ့ဒီတော့မှကိုရော်လေးနဲ့တကြီးဘသူတကိုးကြီးတယ်ဆိုတာသိသွားကြတယ်။နောက်ပြီးဒီကိစ္စကိုဘဲနက်ကမှမကယ်နိုင်ဘူးဆိုတာတကယ်သဘောပေါက်သွားကြတယ်။ကိုလိုက်လို့ရမယ့်ကိစ္စလေတမျိုးသားလုံးကိစ္စမဟုတ်လား။ဘသူမှသေဘော်အိတ်သေရင်အားစားခံရတာမျိုးလိုချင်ကြမှာတော့။အဲ့ဒီလူနဲ့ပဲပေါ့လေ။အဲ့ဒီလူနဲ့ပဲပေါ့။